ားအလုံးမဲမင်္ဂလာပါဗျာเนาะကျွန်တော်တို့ဒါစတေပါလာ28ရက်နေ့2025တနင်္ဂနွေနေ့ပေါ့ဗျာเนาะအဲစူပါဆန်ဒေးကျွန်တော်တို့ဒါပွဲတင်နေအများကြီးရှိပါသေးတယ်เนาะဒီနေ့မှလည်းကျွန်တော်တို့ဒါတနင်္ဂနွေနေ့ပေါ့ဗျာเนาะဒီနေ့တနင်္ဂနွေမှာဆိုရင်အင်္ဂလန်ပရီးမီယာလိရှိမယ်အင်တလီစီးရီးရှိမယ်စပိန်ကာလီကာပွဲတင်နေရှိမယ်ဂျာမန်ဘူတလီကာပြင်သစ်လီဂ်ဝမ်เนาะဒီပွဲတင်နေတွေမှာကျွန်တော်၃ပွဲလောက်ကိုရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်။เนาะမနေ့ကတော့ဒါကျွန်တော်စနေနေ့မှာရွေးချယ်ပြီးခဲ့တဲ့ ဒါလေးပွဲပေါ့ဗျာနော်လေးပွဲ၅ချောင်းမှာတော့လေးချောင်းတိုင်းတချောင်းရှုံးဆိုတဲ့ရလတ်ပေါ့ဗျာနော်တချောင်းရှုံးရတဲ့ချောင်းရလဲဒါ Manchester United ကဒါ penalty လဲအဆုံးသတ်မှာမတိကြခဲ့လို့ဒါရှုံးခဲ့တာပေါ့ဗျာနော်ဒါပေမဲ့ဂိုးပေါ်လေးတော့အင်ပြေခဲ့တယ်အဲ့ပွဲမှာတော့ဒါဒါပြောမယ်ဆိုအဲ့ပွဲမှာတော့ဒါဟိုကျွန်တော်ကမယူဘော်လေးဂိုးပေါင်းအပေါ်ပေးခဲ့တယ်ပေါ့ဗျာနော်အဲ့ပွဲမှာတော့ဒါဒဲဒဲသဘောမျိုးပေါ့ဗျာနော်ကျန်တဲ့ကျွန်တော်တို့ဒါ ဂျူပီတာနဲ့အတ္တပွဲမှာ9ပါးပေးခဲ့တယ်အော့ဘက်ပွဲမှာဆိုရင်ဒါကျွန်တော်တို့အော့ဘက်နဲ့ဟိုပွဲတင်မှာဆိုရင်ကျွန်တော်က9ပါးအပေါ်လေးပေးခဲ့တယ်เนาะအဲကျွန်တော်ညအင်တာမီလန်ဘော်ဒီနောက်ထပ်တပွဲမှာလည်းအောင်မြင်ခဲ့တယ်เนาะညတော့ဒါ9ချောင်းရေးချက်ပေးတဲ့အထက်မှာ4ချောင်းအောင်မြင်ခဲ့ပါတယ်ဒီကိုယ်ရအားလုံးပဲဆင်ပြေကြမယ်ထင်ပါတယ်ဒီနေ့ညမှာကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးထားတဲ့အဲ၃ပွဲ ၄ချောင်းလောက်ကိုရွေးချယ်ပေးသွားအောင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုကြိုက်နေတတ်တယ်ဆိုရင် YouTube channel နဲ့တတော် channel လေးကို like and subscribe လေးတွေလုပ်များများလေးလုပ်သွားပေးကြပါအောင်ဗျာเนาะအဲယနေ့ညမှာကျွန်တော်ရင်ဦးဆုံးအပြောကျင်တဲ့ပွဲစဉ်ကတော့အဲကျွန်တော် German Bundesliga လေးကတည်းကပွဲစဉ်တစ်ပွဲလေးကိုကျွန်တော်ရင်ဦးဆုံးရွေးချယ်ပေးကျင်တယ်ဒီပွဲမှာတော့အာဖရန်ဘတ်နဲ့ကျွန်တော်တို့ဒါဖော်ပြဟင်းတဲ့ပွဲစဉ်လေးကိုကျွန်တော်ရင်ဦးဆုံးရွေးချယ်ပေးကျင်ပါတယ်ဒီပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်တို့ ဖရန်ဘက်ကနေပြီးတော့ဖော်ပြရင်ကို level 50ရှုံး50ရှုံးဖွင့်လှစ်ထားပါတယ်ဒီပွဲစဉ်လေးကိုကျွန်တော်အရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်เนาะအဒီပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်တို့ဒါဖရန်ဘက်ကနေပြီးတော့အဖော်ပြရင်ကို level ပြား50ဆုံးဖွင့်ထားပြီးတော့ဘိုးပေါင်းကျင်းလေးမှာတော့အသုံးလုံးဆိုတဲ့တရေလေးကိုဖွင့်လှစ်ထားတယ်အဲ ဖန်ဖန်နေနဲ့ဘာကြောင့်ဒီနေ့ညမှာအင်ကွေးရနေပြီးတော့ဖောင်ပင်ဟင်းကိုဒါလေပဲပြား90ရှုံးဖွင့်လက်ထားလဲဆိုတော့ဒီနေ့ဒါဖန်ဖန်ရဲ့ဒါအင်ကွေးအားနေကြောင့်မလို့ဒီနေ့ညဒီချင်းကိုဖွင့်လက်ထားလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်ဖန်ဖန်ကတော့ဒါပြိုင်ပွဲဆုံးဒါသူ့ရဲ့ဒါသူ့ရဲ့ဒီမှာဒါဂျာမန်ဘူတလီကပြိုင်ပွဲဆုံးဒါနောက်ဆုံးကန်ခဲ့တဲ့နှစ်ပွဲကနှစ်ပွဲဆက်တိုက်လုံးနိုင်ပွဲရရှိထားပါတယ် အဲ့ပွဲတင်မှာတော့ဒါစတုတ်ကီကိုနိုင်ထားတယ်ဝါတာပိုင်မီကိုနိုင်ထားခဲ့တယ်နော်အဲဒီပြည်ကြရင်တော့ကိုလုံးကိုသူရှုံးထားခဲ့တယ်အော့ဘက်ကိုသူရှုံးထားခဲ့တယ်နော်ဘေးဆယ်ကိုတော့ဒါသူဘေးဆယ်နဲ့ပွဲတင်မှာတော့သူနိုင်ပွဲရရှိထားတယ်နော်သူနောက်ဆုံးကန်ခဲ့တဲ့နောက်ဆုံး၃ပွဲဆက်တိုက်လုံးမှာတော့နိုင်ပွဲရရှိထားတာဖြစ်ပါတယ်နော်အဲဘေးဆယ်နဲ့ပွဲတင်ကတော့ယူရိုပါလိပွဲတင်ပေါ့ဗျာနော်ဒီနေ့ညမှာ ခပ်ပတ်နေတဲ့ဒါကျွန်တော်တို့ popping အင်းကို level ပြားကားစီဆုံးဖွင့်လှစ်ထားတော့အိမ်ကွေးရအားသာချက်ကြောင့်တခုနဲ့ DJ ဖွင့်လှစ်ထားတဲ့ကျွန်တော်တုံ့တမ်းမိပါရဲ့ဗျာနော် popping အင်းကိုတော့ပြည့်ကြည့်မယ်ဆိုရင်တော့ popping အင်းကတော့သူ့ရဲ့ပြိုင်ပွဲဆုံးဒါ၄ပွဲအမှတ်ပေးပွဲ၄ပွဲဒါဂျာမန်ပူတီလီမှာကန်ခဲ့တာတော့လေဘာကူဆယ်1-2နဲ့နိုင်ထားပြီးတော့ဖရန်ဖတ်ကိုတော့ဒါသူ့အနေနဲ့1-3နဲ့ရှုံးတယ် အာပြီးရင်ယူနယ်မာလီကို24နဲ့နိုင်ပြီးတော့ဘိုင်ယန်မြူးနစ်ကိုတော့14နဲ့ရှုံးထားလို့ဆိုရင်ရလက်မျိုးလေးရောတွေ့ရပါတယ်အသူနှစ်သင်းပေါင်းရဲ့ထိတိုက်တွဆုံမှုတွေကိုကျွန်တော်တို့သွားပြကြည့်ရမယ်ဆိုရင်အလုံးပေါင်းဆိုရင်တော့ကျွန်တော်တို့အလုံးပေါင်း29ကြိမ်တော့ရှိမယ်29ကြိမ်မှာတော့ front back ကတော့ဒါ73ကြိမ်တိုင်းတည်ကြတာ71ကြိမ်ပုံပြင်ကတော့9ကြိမ်ဒီလိုရလက်မျိုးလေးရှိထားတယ်ကျွန်တော်တို့ပြီးခဲ့တဲ့2024-2025ရာသီနှစ်ကြော့လုံးတွေ့ဆုံခဲ့တဲ့အချိန်မှာတော့ဟော်ဗင်နဲ့ front back မှာ OBA ဝင်မှာဝဝကံပြီးတော့ front back ရဲ့အိမ်ဝင်းမှာတော့ဒါ3-2ဆိုတဲ့ရလက်နဲ့ front back ကတော့နိုင်ပွဲရရှိထားတယ်။မနစ်ကရာဒီမှာတော့ front back ကတပွဲနိုင်ထားခဲ့တယ်။ဒီလိုရလက်မျိုးလေးတော့တွေ့ခဲ့တယ်။နောက်ပြီးတော့တခုကျွန်တော်တို့သွားပြန်ကြည့်ရမှာဆိုတော့ front back တွေနဲ့ဒါ forward နဲ့တွေ့ဆုံတဲ့အိမ်ဝင်းမှာဒါကျွန်တော်တို့၃နှစ်ဆက်တိုက်ဒါအနိုင်ရရှိထားတဲ့ရလက်မျိုးလေးကိုတော့ပိုက်ဆိုင်ထားတယ်။ဒါအောင်မှဒီနေ့ညမှာ level ပြား90ရှုံးဖွင့်လက်ထားတယ်။ဒါကဒီပြား90ရှုံးဆိုတာအိမ်ဝင်းရဲ့အားသာချက်တစ်ခုကြောင့်လို့ ဖွင့်လှစ်ထားတယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်။အဲဒီပွဲတင်လေးကိုတော့ကျွန်တော်စိတ်ကြိုက်တချောင်းကောင်းလေးရွေးထုတ်ပေးမယ်။နောက်ပြီးကြရကျွန်တော်ရမ်းမယ်အကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်။သူတို့နဲ့တည်းရတာထိတိုက်တွေ့ဆုံမှုအစဉ်လာရကိုလည်းပြန်ကြည့်မယ်ဆိုရင်တော့ဒါဖရမ်ကတော့တာတယ်ပေါ့ဗျာ93ကျိန်းနိုင်။ဟိုဘင်းကတော့9ကျိန်းနိုင်ထားတယ်။လက်ရှိသူတို့ရဲ့ဒါဂျာမန်ပူလိလီကာပွဲတင်လေးပြီးကန်ခဲ့တဲ့အထက်မှာတော့ဖရမ်ကတော့ရမ်းမယ်6မှတ်နဲ့ ဒါအဆင့်ရှင်းနေမှာရတည်နေပြီးတော့ဖော်ပင်ရေးကတော့ရမဲ့6မဲ့ပဲအဆင့်30မှာ9กว่าခြားခြားကြောင်းမို့လို့ဒါအဆင့်30မြာမှာရတည်နေတာဖြစ်တယ်ဒီနေ့သေးဒီနေ့ကထိတဲ့တွဲဆုံတဲ့အတွက်ကြောင့်မို့လို့ဒီနေ့သေးကတော့ဒါခြေစွမ်းခြေစားတော့သူမတာကိုမတာပုံစံမျိုးတွေရလက်မျိုးလေးတွေတွေ့ရတယ်အဲ့တကြောင့်မို့လို့ဒီနေ့ညမှာဒီပွဲစဉ်လေးကတော့ကျွန်တော်ဖော်ပင်ဘော်ရီနဲ့ဂူပေါင်းအပေါ်လေးကိုရွေးချယ်ပေးကြပါမယ်เนาะဒီနေ့ညမှာဖော်ပင်အနေနဲ့ဖရမ်ဘက်ကိုမရှုံးတော့ဘူး နောက်ပြီးတော့ဖမင်းအနေနဲ့လည်းဂိုးတွေပြန်သွင်းသားသွားဖို့အလားအလာမြင်တယ်ဂိုးပေါင်းကြီးဖွင့်လှစ်ထားတဲ့ကြီးနေကြီးထားရာဒီညမှာဖမင်းအနေနဲ့ဖရန်ဘက်ကိုဂိုးရဖို့မခဲရင်ဘူးလို့ကျွန်တော်သုံးသပ်မိပါတယ်အဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့အာဖရန်ဘက်နဲ့ဖမင်းရဲ့ body အဲပွဲစဉ်မှာတော့ဖမင်းရဲ့ body ဂိုးပေါင်း body ကြွေးချက်ပေးကြပါလေနော်ကြည့်ကျွန်တော်နောက်တစ်ပွဲသွားအောင်ပြန်နော် ီနေ့ညမှာကျွန်တော်တို့ဒါနောက်ထပ်တစ်ပွဲကံမှာဖြစ်ပါတယ်เนาะနောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါစပိန်လာလီဂါရဲ့အပွဲစဉ်တစ်ပွဲဖြစ်တယ်เนาะစပိန်လာလီဂါရဲ့အပွဲစဉ်တစ်ပွဲဘယ်လကာနိုနဲ့စီဗီလာရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ထားတာမျိုးလေးရှိပါတယ်ဒီပွဲစဉ်လေးမှာဆိုရင်တော့ဘယ်လကာနိုကတော့စီဗီလာကို level ကိုအရှုံးဖွင့်လှစ်ထားတယ်ဂျင်းမှာတော့ level ရှုံးလက်ရှိ internet average ဂျင်းမှာလည်း level ရှုံးဆိုတဲ့ဂျင်းမျိုးလေးဖွင့်လှစ်ထားတာမျိုးလေးတွေ့ရပါတယ်ဒီပွဲစဉ်ကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းကောင်းလေး ွေးထုတ်ထားတာမျိုးလေးရှိပါတယ်ခင်ဗျเนาะအာလက်ရှိမှာတော့ဒါပြောမယ်ဆိုရင်တော့ level ကိုဒါစသည်ချင်းမှာတော့ level ကိုရှုံးဖွင့်လာတယ်လက်ရှိမှာတော့ဈေးလေးနည်းနည်းကျသွားတယ် level ကိုပြား80ရှုံးပေါ့ဗျာเนาะမြန်မာကျင်းတဲ့ဆို level ကိုပြား80ရှုံး60ရှုံးလောက်ထိဒါကြီးကျသွားတယ်ဒါပေမဲ့ဒီနေ့ညမှာဘယ်လိုကောင်နေနဲ့အင်ဝဲကနေစီပီလာကိုနိုင်ပွဲရရှိပါမလားကျွန်တော်တစ်ချက်သွားပြန်ကြည့်ရမယ် သူတို့နဲ့သင်းပေါင်းရဲ့ထိတိုက်တွေ့ဆုံမှုလေးကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမယ်ဆိုရင်အလုံးပေါင်းဆိုရင်အချိန်30လောက်ရှိခဲ့တယ်။ဘလီကာနိုကနှစ်ချိန်နိုင်တေကြတာ6ချိန်စီပီလာကတော့12ချိန်နိုင်လာခဲ့တယ်။ဒီလိုရလက်မျိုးလေးကိုတော့တွေ့ရတယ်။အာသူတို့ဒါ2024-25မှာကန်ခဲ့တဲ့ယာဒီမာတော့စပိန်လာလီကာရဲ့ယာဒီမာတော့စီပီလာအင်္ဂွေမှာ1-0နဲ့ဘလီကာနိုနိုင်ပြီးတော့ဘလီကာနိုအင်္ဂွေမှာ1-1တေကြလာခဲ့တယ်။နော်အဲသူတို့နှစ်သင်းရဲ့ဒီလိုရလက်မျိုးလေးတွေကိုပြန်ကြည့်မယ်ဆိုရင် ဒါဘလကနိုနေနဲ့ကျွန်တော်တို့ဒါစီဗီလာကိုကျွန်တော်တို့2012ရဲ့နောက်ပိုင်းမှာအိမ်ဝဲမှာနိုင်ပွဲရရှိထားတာမျိုးမရှိသေးဘူးဗျ2000ရဲ့2012နောက်ပိုင်းတော့2012နောက်ပိုင်းမှာဘလကနိုရဲ့အိမ်ဝဲမှာစီဗီလာကိုနိုင်ပွဲရရှိထားတာမျိုးမရှိသေးဘူးဒါအောင်မဒီနေ့ည level ကိုပြား80ရှုံးပြား80ရှုံးကြီးဖွင့်နေထားတယ်ဘူကီအနေနဲ့ဒီနေ့ညကြီးလှည့်ထားတာတော့ကြီးလှည့်ထားလာလို့ဆိုရမယ်ဒါလက်ရှိကျွန်တော်တို့စပိန်လာလီဂါ ကမ်မီတို့ပွဲစဉ်6ပြီးရာစီဗီလာကတော့အဆင့်ဆက်နဲ့ရမှတ်9မှတ်နဲ့เนาะနှစ်ပွဲနိုင်တပွဲတည်း3ပွဲရှုံးဆိုရင်ရမှတ်နဲ့အဆင့်ဆက်နဲ့နေရာမှာရက်တင်နေတဲ့အပလီကန်တွေကထိုနည်းလက်ကိုပဲထိုနည်းလက်ကောင်းပဲ6ပွဲကန်တာပြူပါပြီတပွဲနိုင်နှစ်ပွဲတည်း3ပွဲရှုံးဆိုရင်ရမှတ်9မှတ်နဲ့အဆင့်ဆက်လေးနေရာမှာရက်တင်နေတဲ့ဒီနေ့ညအဆင့်ဆက်လေးရနေပြီးတော့ဆင်းဆက်နှစ်ဟိုကြေးပြန်ကြောထားတဲ့ပွဲစဉ်တပွဲဖြစ်တယ်เนาะဒီပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကဒါစီဗီလာအနေနဲ့လည်း ပြိုင်ပွဲဆုံးသူ့အနေနဲ့ဒါစပိန်လာလီဂါမှာပြိုင်ပွဲဆုံးဓာပွဲကံပြီးွားတဲ့အနက်မှာအဲလေးပွဲကံပြီးွားတဲ့အနက်မှာတော့ပြိုင်ပွဲဆုံးဒါလေးပွဲငါးပွဲကံပြီးွားတဲ့အနက်မှာတော့အဲသူ့အနေနဲ့ဒါရလက်ကောင်းကတော့ဒါကောင်းတယ်လို့ဆိုရမယ်ကျွန်တော်တို့ဒါဂီတာဖေးကို1 2နဲ့ရှုံးတယ်ဂျီရိုနာကို2 2နဲ့နိုင်တယ်အချီကို2 2တေကန်တယ်ပြကြရင်တော့အလာဘက်ကို1 2နဲ့နိုင်တယ်ပြကြရင်တော့ဗီလာကြီးရဲ့ကိုနောက်ဆုံး ပွဲစဉ်မှာတော့1 2နဲ့ရှုံးထားခဲ့တယ်။ဒါစီပီတာအနေနဲ့ဒါသူ့ရဲ့စပိန်လာလီဂါ6ပွဲ6ပွဲမှာတော့ကျွန်တော်တို့2ပွဲနိုင်2ပွဲသိရ3ပွဲရှုံးဆိုရရလက်ပေါ့ညာနော်။ဒီပါဦးလည်းသူရှုံးထားခဲ့တယ်ဒီလိုရလက်မျိုးလေးတော့တွေ့ရတယ်။ဘလီကာနာကိုသွားပြက်ကြည့်မယ်ဆိုတော့ဘလီကာနိုလည်းထိုနည်းလက်ကောင်းမယ်။ပွဲစဉ်ပြန်ပွဲစုံစပိန်လာလီဂါမှာ6ပွဲတိတိကံပြီးွားပြီ။6ပွဲတိတိမှာတော့သူ့အနေနဲ့ဒါ သူ့အနေနဲ့ဂျီရိုနာကိုတက်တင်တဲ့ကိုတာနိုင်ထားခဲ့တယ်เนาะဒါအက်တီကိုမက်ထရစ်ကိုလည်းသူရှုံးတယ်ပြီးတော့ရင်တော့ဆက်တာဘီကိုဝမ်ဝမ်ကန်တယ်အိုဆာဆူနာကိုသူဂျီတူနဲ့ရှုံးတယ်ဘာစီလိုနာဝမ်ဝမ်ကန်ထားခဲ့တယ်เนาะဒါဒီလိုရလက်မျိုးတွေကိုပြည့်ကြည့်မယ်ဆိုရင်တော့ဘလီကာနိုနေနဲ့ကတော့ဒါတပွဲပဲဒီနေ့ရသည်မှာနိုင်ထားခဲ့တဲ့နိုင်ပွဲတပွဲပဲရရှိသေးတယ်ဒီနေ့ညသူ့ရဲ့အိမ်ကွင်းမှာ သူဖွင့်လှစ်ထားတဲ့ဂျင်းနဲ့နိုင်ပွဲရရှိပါမလားပေါ့ဗျာเนาะသူဖွင့်လှစ်ထားတဲ့ဂျင်းနဲ့နိုင်ပွဲရရရှိပါမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ယနေ့ညကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဒီဘလစ်ကာရုံနဲ့စီးပလာရဲ့ပွဲစဉ်လေးမှာတော့အဲသူ့အနေနဲ့ဒီနေ့ညမှာအိမ်ကွင်းအားလည်းဖြစ်တယ်နိုင်ပွဲတွေလည်းပျောက်ဆုံးနေတဲ့ဘလစ်ကာရုံတွေနဲ့ဒီနေ့ညမှာပြန်လာသင့်ပြီလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဗျာเนาะအဲ့တော့ကြောင့်မလို့စီးပလာအနေနဲ့ဆိုရင်လည်းအဝေးကွင်းဆိုရင်အဲသူ့အနေနဲ့ဝေကွင်းဆိုရင်နည်းနည်းပြော့တဲ့အသင်းမျိုးဖြစ်တယ်ဝေကွင်းနဲ့ဆိုရင်အမားတွေလောက်ပြီးတော့အဲနည်းနည်း သူနေတဲ့ဆိုဝဲဝဲဆိုညံ့တဲ့အသင်းမျိုးဖြစ်တယ်အိတ်ဝဲဆိုရင်တော့စီပီလာဆိုတဲ့အသင်းကမားတယ်တော်တော်အသင်းမျိုးတော့ဒါစီပီလာကန်ကန်ရှင်းကန်နိုင်တယ်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာတော့ဒါကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်တွေကတော့ဘလီကန်နဲ့စီပီနာရဲ့ပွဲစဉ်မှာဘလီကန်နော်ဘောလီလေးကိုရွေးချယ်ပေးခြင်းပါတယ်เนาะကျွန်တော်ရွေးချယ်ပေးခဲ့တာနှစ်ပွဲသုံးကြောင်းရှိသွားပါပြီကဲနောက်တဲ့ပွဲစဉ်တစ်ပွဲကိုဆက်လက်ပြီးတော့ရွေးချယ်ပေးခြင်းပါတယ် ဒီပွဲစဉ်ကတော့ကျွန်တော်တို့အင်္ဂလန်ပြင်းပြလက်ထက်ကပွဲစဉ်ပွဲဖြစ်တဲ့အစတိုမီလာနဲ့ဖူယန်ပွဲစဉ်လေးကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါမယ်။ဒီပွဲစဉ်မှာဆိုရင်တော့အစတိုမီလာကနေပြီးတော့ဖူယန်ကို level ကိုပြား90ရှုံးဖွင့်လက်ထားတာလေ။ဂိုးပေါင်းကျင်းလေးမှာတော့နှလုံးကိုတဝက်ရှုံးဒီကျင်းဖွင့်လက်ထားရပေါ့ဗျာနော်။အညာတော့ကျွန်တော်တို့အဲအင်္ဂလန်ပြင်းပြလက်မှာတော့အစောပွဲတွေဂိုးပေါ်ခဲ့တယ်အဲနောက်ကြပွဲတွေတော့ဂူအောက်ခဲ့တယ်စပါးဆိုလည်း1-1ဂူအောက်ခဲ့တယ်ပေါ့ဗျာနော်အဲ Northern Forest ဆိုလည်းဂူအောက်ခဲ့တယ် အဲဒီနေ့ညမှာဒါအစောဆုံးပွဲဖြစ်တယ်အစတိုမီယာနဲ့ဖူဟန်နဲ့ကဒါကျွန်တော်တို့အင်္ဂလပ်ပြည်လေးမှာအစောဆုံးဒီနေ့ညမှာနှစ်ပွဲပဲရှိမယ်နျူကာဆယ်နဲ့အာဆင်နယ်နော်ဒီပွဲစဉ်လေးမှာကျွန်တော်တို့သွားပြကြည့်ရမယ်ဆိုရင်အစတိုမီယာနဲ့ဒါကျွန်တော်တို့ဖူဟန်နဲ့ပွဲစဉ်မှာဆိုရင်ထိတိုက်တွေ့ဆုံမှုပေါင်းအလုံးမှာ24ကြိမ်ရှိမယ်24ကြိမ်မှာတော့အစတိုမီယာကတော့16ကြိမ်နိုင်တေးကြတာကတော့၄ကြိမ်ဖူဟန်ကတော့9ကြိမ်နိုင်ထားခဲ့တဲ့ရလက်မျိုးလေးတွေ့ရတယ်ဒါကျွန်တော်တို့2024 2025ရာသီ မှတ်ကြောကန်ခဲ့တဲ့အထဲမှာတော့ဒါကျွန်တော်တို့ဖူအန်ရဲ့အင်ကွဲမှာတော့1 3နဲ့အစတိုဗီလာနိုင်ပြီးတော့အစတိုဗီလာရဲ့အင်ကွဲမှာတော့1 C နဲ့ဖူအန်ကိုဒါနိုင်ခဲ့တယ်ဒါမှကြောလုံးနိုင်ခဲ့တယ်ဒါကျွန်တော်တို့တွားပြက်ကြည့်ရမယ်ဆိုရင်2023ရဲ့ဒါ2023နောက်ပိုင်းမှာဒါအစတိုဗီလာကဖူအန်ကိုဒါအပြတ်သက်ထောက်လျှောက်နိုင်ထားခဲ့တဲ့ရလက်မျိုးတွေပဲတွေ့ရတယ်ဒါမှဒီနေ့ကြမှာ level ကိုပြား90ရှုံပဲဖွင့်လက်ထားတယ်ညီကိုထင်တော့ ာဒီနေ့ညမှာအက်စတရိုပီလာကြီးကတော့ဟာပြော့နေမှာပဲเนาะဘာကြောင့်ဒါတောက်လျှောက်လဲနိုင်နာခဲ့တယ်ဖူနဲ့တူဆုံတိုင်းမှာနိုင်နာခဲ့တယ်ဘာကြောင့်ကြီးပြော့နေရလဲဆိုရင်တွားပြက်ကြည့်ရမယ်ဆိုရင်လက်ရှိအက်စတရိုမီလာရဲ့ခြေစံကလက်ရှိကျွန်တော်တို့ဒီနေ့ရာသီအင်္ဂလန်ပရီးမီးယားလာရာသီမှာအားရစရာလုံးဝကိုမရှိပါဘူးเนาะငါးပွဲကန်တယ်နိုင်ပွဲတစ်ပွဲမှရရှိထားခြင်းမျိုးမရှိဘူးเนาะကျွန်တော်တို့ငါးပွဲကန်တယ် သုံးပွဲတည်ရင်နှစ်ပွဲရှုံးဆိုတဲ့ရလက်ပြိုးပဲထွက်ပေါ်ခါရတဲ့ရမနှစ်မှတ်နဲ့ခုအစစ်အောင်18မှာအင်္ဂလပီးမားလေးအစဉ်စရာအောက်မှာကျန်တိုက်နေရအသေးသေးဖြစ်တယ်။ဒါကြောင့်မို့လို့ယနေ့ညအစတိုမီလာရဲ့အိမ်ကွင်းဘော်ဒီဂျီယာ level ပြား90ရှုံးပဲဖွင့်လှစ်ထားလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ဖူအန်နေနဲ့ကတော့ဒါပြိုင်ပွဲဆိုအင်္ဂလပီးမားလေးကန်ခဲ့တဲ့အထဲမှာဆိုရင်ချက်စီတင်းတာရှုံးပြီးတော့အဲသူ့အနေနဲ့လေးကိုလည်းနိုင်တယ် ဘရက်ဖို့လည်းနိုင်ထားခဲ့တယ်ဗျနော်လီယိုလည်းနိုင်တယ်ဘရက်ဖို့လည်းနိုင်တယ်ပြီးကြရင်ကျွန်တော်တို့ဒါအိမရဲ့ကတ်မှာဆိုရင်လည်းကျွန်တော်တို့ဒါဘရစ်စတိုကိုဒါ2-0နဲ့နိုင်ထားခဲ့တယ်မန်ယူမန်ချက်စတာယူနိုက်တက်ကို1-1ကန်တယ်ဘရိုက်တန်ကို1-1ကန်တယ်ဒီလိုရလတ်မျိုးတွေပြန်ကြည့်မယ်ဆိုရင်ဖူယယ်ရဲ့ဒီနေ့ရသည်ခြွေစမ်းကတော့မဆိုးလာဘူးလို့ကျွန်တော်တို့ဒါသုံးထင်မြင်သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ချက်စီးသသင်းကရှုံးခဲ့ပြီးတော့ ကျန်တဲ့အသင်းတွေကိုဒါမိုင်းချက်စတာယူနိုက်တက်ဘရိုက်တန်လိုသင်းမျိုးတွေကိုတေးခံခံပြီးတော့လီယူနိုက်တက်နဲ့ဘရက်ဖို့တို့ကဟိုအနိုင်ယူခဲ့တဲ့လက်ရှိခြေစမ်းရတော့အာဖူအနေနဲ့ဒါမဆိုးလောက်တဲ့ခြေစမ်းလို့ကျွန်တော်ထင်မြင်မိတယ်နော်အာဖူအနေနဲ့ဒါဒီနေ့ကျမှအဝေးကွင်းကလာရောက်ရှင်ပြန်မှဖြစ်တယ်အက်စတရိုမီလာကတော့အိမ်ကွင်းမှာကန်အားမှာဖြစ်တယ်ကျွန်တော်စွန်းနာပြောခဲ့သူပဲပေါ့ဗျာနော်အက်စတရိုမီလာကတော့လက်ရှိ ခြေသမ်းပိုင်းကတော့အားရစရာလုံးဝကိုမရှိပါဘူးခရစ္စတိုပဲလစ်ကိုတော့ဂိုးပြတ်ရှုံးပြီးအဘာတန်ကိုစီးစီးကန်တဲ့ဘရက်ဖို့လိုဝမ်ဝမ်ကန်ပြီးတော့ဆန်ဒါလန်ကိုဝမ်ဝမ်ကန်ထားတာဖြစ်တယ်နော်အဲ့တကြောင့်မလို့ဒီနေ့ညမှာအက်စတရိုမီယံအက်စတရိုမီလာနေနဲ့ဒီနေ့ညမှာအိမ်ဝင်းမှာပြန်လာတဲ့နယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ဘာကြောင့်ထင်မြင်သုံးသပ်မိရလဲဆိုတော့အင်္ဂလာပရီးမီယားလိမှာနိုင်ပွဲတစ်ပွဲမှမရရှိသေးတဲ့အက်စတရိုမီလာနေနဲ့အိမ်ဝင်းမှာဒီနေ့ပေါက်ပွဲမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်လေးကို အစတိုဗီလာဘောလေးကိုရွေးချယ်ပေးကြပါလေ။တော့ဒီနေ့ညဒါမြန်မာစံတော်ချိန်9:00ခွဲမှာကမ်းအစတိုဗီလာနဲ့ဖူအန်ပွဲစဉ်မှာတော့အစတိုဗီလာလေးကိုကျွန်တော်ရွေးချယ်ပေးကြပါလေ။အိမ်ကွင်းအားနဲ့ဒီနေ့ညမှာနိုင်ပွဲရမှတ်၃ဘက်ကိုရအောင်ဆွမ်းဆောင်သွားမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်။အတရာမို့လို့ဒါဒီနေ့ညမှာအစတိုဗီလာ level ပြား90ရှုံးကြီးဟာပြော့တယ်လို့ကျွန်တော်မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိခြေစမ်းကလည်းໃຫိုင်နေနေတဲ့အနေထားရ ီနေ့ညဒီဂျေးပဲဖောက်တင်တယ်လို့ကျွန်တော်လည်းထင်မြင်သုံးသပ်မိပါတယ်အဲအဲကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ရွေးချက်ပေးခဲ့တဲ့၃ပွဲ၄ကြောင်လေးကိုကြိုက်နှိတ်တက်တဲ့ညီကိုများ live show လို့ live ကြားလို့ရပါတယ်เนาะဒီနေ့ရွေးချက်ပေးခဲ့တဲ့ပွဲစဉ်လေးကိုပြန်ပြောရမယ်ဆိုရင် Aston Villa နဲ့ပွဲပွဲစဉ်မှာ Aston Villa body ကျွန်တော်တို့ Belgrano နဲ့ Sevilla ရဲ့ပွဲစဉ်မှာ Belgrano body เนาะပြီးကြရင်တော့ကျွန်တော်တို့ Frankfurt နဲ့ Coffee ရဲ့ပွဲစဉ်မှာ ဟုတ်ပြီ body ဂိုးပေါင်းအပေါ်နော်ရွေးချယ်ပြီးခဲ့ပါတယ်၃ပွဲ၄ကြောင်းအားလုံးပဲစူပါဆန်နေကြပါအားလုံးပဲကျွန်တော်ရဲ့ဘောလုံးချစ်ဝါသနာရှင်ညီကိုများအားလုံးပဲဆင်ပြေကြပါစေအတိုင်းငွေတွေများများထုတ်ကြပါစေနောက်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ပေးသွားပါဦး subscribe ပါလေးတစ်ထောင်ပြည့်ခဲ့နေပြီမဟုတ်လို့ဒီကိုလို့နေနဲ့ဒါ like subscribe လေးလုပ်ပေးရတာမပေးမိုင်းမဲ့ဒါကျွန်တော်တို့အတွက်ဒါအားရင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ like subscribe လေးများများလေးလုပ်အပ်ပေးကြပါဦး YouTube channel နဲ့တက်တော့ channel လေးကိုနော် အမလေးရဆိုတော့ကျွန်တော်ရွေးချယ်ပေးခဲ့တာအဆင်ပြေခဲ့ပါတယ်ကျွန်တော် YouTube မှာရွေးချယ်ပေးခဲ့တဲ့ဒါရာသီအစတွေကရွေးချယ်ပေးခဲ့တာညီကိုနေတာအပေါင်းပဲပြမယ်လို့ထင်ပါတယ်เนาะဒါ3ရက်စတိုက်4ရက်စတိုက်အဝင်းနဲ့တရက်လောက်ကြာတယ်နောက်ဒါပေါင်းပြန်ပြတယ်เนาะညီကိုတို့ဒါဆက်လက်ပြီးတော့ကောင်းဆုံးပွဲစဉ်တွေကိုရွေးချယ်ပေးသွားမှာဖြစ်လို့ဒါကျွန်တော် YouTube channel လေးကို like subscribe လောက်ရသေးတယ်ညီကိုနေလည်း like subscribe လေးလုပ်ပေးသွားလို့ရပါတယ်เนาะနောက်ပြီးတော့ဒီ Telegram အောက်မှာ comment မှာအာ ဒီကျွန်တော် YouTube channel အောက်ပါ Telegram channel နဲ့ Viber channel လေးခြားပြတာပါတယ်။စိတ်ဝင်စားလို့ရှင်လဲလာတော့ join ထားလို့ရပါတယ်။ဒါ Telegram မှာတော့နှစ်ရက်ဆက်တိုက်ရှိပေါ့ဗျာ။ချင်းနေမကောင်းဘူး။ဒါပေမဲ့ဒီနေ့ညမှာအကောင်းဆုံး Telegram ညီကိုလည်းစူးစမ်းပေးသွားအောင်ပါဖြစ်ပါတယ်နော်။အဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတင်ရပါဆုံးတက်ပြရသေး Super Sunday မှာတာလှပရဲ့နေ့တစ်နေ့ကိုမိသားစုနဲ့ထွတ်ထူတာယာပျော်ရွှင်တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်ကြပါစေလို့ဆုမကောင်းတောင်းရတဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးတက်ပြရသေး။ မနက်ပိုင်းညဒါတင်းနာရင်ပွဲတဲ့လက်ကျန်နေတဲ့အတူတူပြန်ဆောင်ပြသည်ခင်ဗျအားလုံးပဲကိုလက်ပါ thank you